လက်ရှိ HUSD ကပ္ပရွှေစရာ Counter Cyclical Marco တွင်းထဲမှာရှိနေပါတယ် Counter Cyclical Marco ဆိုတာကပါတယ် အခြားစီးပွားရေးအကြောင်းအရာတွေနဲ့ဆန့်ကျင်တဲ့လှုပ်ရှားမှု opposite movement ဆိုပြောလို့ရပါတယ် counter cyclical မှာကိုတည်ဖို့ cyclical asset ဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြပါမယ် cyclical asset ဆိုတာကစီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အချိန်မှာတက်လာတဲ့ asset တွေဖြစ်တယ်ဥပမာအားဖြင့် stock share လို့ဈေးနှုန်းမျိုးတွေတန်ကျင်းဒီအဲ့လိုဈေးနှုန်းမျိုးတွေ ဖြစ်ပါတယ် counter cyclical ကတော့စီးပွားရေးမကောင်းတဲ့အချိန်မှာလေဈေးနှုန်းတွေတက်တဲ့ assets မျိုးပါဥပမာအားဖြင့်ရွှေတို့ငွေတို့စတဲ့ assets တွေပါအဲ့တော့စီးပွားရေးကောင်းတာနဲ့ပြောင်းပြန်ဖြစ်တဲ့စီးပွားရေးကျတဲ့အချိန်မှာကြတော့ဒူရီယာအလောက်ကိုင်းအခွင့်အမ်းတွေနဲတဲ့ဝင်ငွေနဲတဲ့အတွက်ဝယ်တာတွေစားတာတွေတောက်တာတွေမလုံတော့အဲ့တော့ stock ဈေးတွေကကျတယ်ကြီးနီတို့တန်တို့ဒီလိုမျိုးဈေးတန်းတွေကကျပါတယ်ဒါပေမဲ့ရွှေလို assets မျိုးကတော့ဈေးနှုန်းမကျပါဘူးဘာကြောင့်လဲဆိုတော့အန်ဒီရဲ့ကင်းတဲ့ငွေစုဆောင် ားမှုဖြစ်တဲ့အတွက်ဈေးတက်ပါတယ်။ဒါကြောင့်စီးပွားရေးတွေကျနေတဲ့အချိန်မှာတွေ့ဈေးတက်လာခြင်းကို counter cyclical macro လို့ခေါ်ပါတယ်။ဘိုးလို့ silver တို့အမျိုးအစားတွေဟာ diversification ဖြစ်တဲ့ asset တွေဖြစ်တယ်ပေါ့နော်။ဘူးလက်ရှိမှာတွေ silver ကိုကြည့်လိုက်မယ်ဆိုရင်လည်း counter cyclical trend နဲ့မှာရှိနေတယ်လို့ပြောရမှာပါ။ဒါကြောင့် trader တွေအနေနဲ့သတိပြုရောင်းဝယ်လုပ်ပါ။ short trading နဲ့ပတ်သက်တဲ့လေးလာစရာလေးတွေကိုလည်းသိနိုင်ဖို့ကျွန်တော်ရဲ့ account ကို follow လုပ်ခဲ့ပါအောင်ပြကျွန်တော်ကတော့ဒီပါပါမိသားစုတိုင်းအကျမ်းမှပြုရှင်ကြပါပြီအကျမ်းမှနေပြီလည်းဒီပါပါ